ျွန်တော်တီးလိုက်တာကတော့ပိုးဤဆန်ဆိုထားတဲ့ intro version ပေါ့ပိုးဤဆန် version ကိုမှအာကိုဝနာတို့ဆိုထားတဲ့ key ပေါ့ a key နဲ့ကျွန်တော်တီးထားပေါ့ a key ကိုမှကျွန်တော်ပြပွေးရတဲ့ position number 2ပုံစံမျိုးနဲ့ကျွန်တော်တီးရပေါ့အဲ position နှစ်ခုကိုအရင်လေ့ကျင့်ထားရင်တော့ပို့ပြီးတော့အဆင်ပြေမယ်ဗျ position number 2ဆိုတော့ b ကိုင်းတဲ့ပုံစံမျိုးပေါ့ b ကိုင်းတဲ့ပုံစံမျိုးမှဒီစနစ်ကွက်ပေါ့စနစ်ကွက်မှာ b ပုံစံမျိုးကိုင်းလိုက်ဒါ a အေးလက်ကွက်ပေါ့အေးလက်ကွက်ကိုကင်လိုက်ပြီဆိုရင်လက်ညိုး၅ချိုးပေါ့ဒီကောင်ကအေးရဲ့ဒူဒူမှလက်သန်းမှထားပြီဒူ1 1 2 3 4 5 6 7 8 9 10အောက်မှာလည်း1 2 3 4 5 6 9 10အပေါ်မှာလည်း1 2 3 4 5အဲ့ဒါကြတော့ ဒါပုံမှန်ပေါ့ပုံမှန်ရေးလို့ရှင်1 2 3 4 5 6 9အဲ့လိုမျိုးကြီးရဒီအောက်ကြတော့အမြင့်တန်အမြင့်တန်ဆိုတော့တိရဲ့အပေါ်မှာအပြောက်လေးပေါ့တိရဲ့အပေါ်မှာအပြောက်လေးတနှစ်နှစ်ဆိုရင်လည်းနှစ်ရဲ့အပေါ်မှာအပြောက်လေးသုံးသုံးဆိုရင်လည်းသုံးရဲ့အပေါ်မှာအပြောက်လေးလေးလေးရဲ့အပေါ်မှာအပြောက်လေးငါးခြောက်ခွန်ခွန်ရဲ့တိရဲ့ကဲအဲ့လိုဒီတိပြီးရင် ီရောတဲ့ဟာကြတော့ခွန်ဒါကြတော့ခွန်ရဲ့အောက်မှာအပြောက်လေးသူကအနှိမ့်တန်မလို့အောက်မှာအပြောက်လေးနဲ့ပြပြတာခွန်6 6ဆိုလဲ6ရဲ့အောက်မှာအပြောက်လေးငါ9ဆိုလဲ9ရဲ့အောက်မှာပြောက်ငါ4 3 2 1ဒါဒါဆိုအပေါ်ကအနှိမ့်တန်ပေါ့အနှိမ့်တန်ဆိုရင်အောက်မှာအပြောက်ကနန်းလေးရဲ့အောက်မှာအပြောက်လေးနဲ့ပြတယ်ဒါပုံမှန်ကတော့ဒီကောင်1 2 3 4 5 6ခွန်ဒါကတော့ပုံမှန် ပြပေးတယ်တင်းတင်းတုံးလေးပေါ့တရားဒီအောက်အောက်ကြတော့အမြင့်တန်မို့လို့တည့်ရဲ့အပေါ်မှာအပြောက်လေးနေ့ရဲ့အပေါ်မှာအပြောက်လေးဒါအပေါ်မှာအပြောက်လေးအောက်ကအပြောက်လေးတွေပါလဲဆိုတော့ကျွန်တော်ရှင်းပြပေးအောင်ညဒီနာဒိုဒိုတစ်ကနေစအတီးမယ်နော်ဖြည်းဖြည်းလေးချင်းပဲတည့်ပြပေးသွား ဒီနှစ်ကျိုးစနစ်ကွက်ကိုတီးပြီးတော့14ကွက်ကိုလန့်ပေါက်လိုက်တာ